ဆယ်နှစ်တိုင်တိုင်မျက်နှာမသိဖဲဖနက်ကော်ရီလိမ့်နေခဲ့တဲ့တရုတ်ကြီးနော်လိုက် TV မြန်မာပရိသတ်များလုံးမဲ့မင်္ဂလာပါဒီလူကောင်မျက်နှာလုံးဝမသိဖဲနေတာဆယ်နှစ်တောင်ရှိသွားခဲ့ပါပြီလူကသာတရုတ်ကြီးဖြစ်နေပေမဲ့သူ့မျက်နှာကတော့အိုမဲဖင်အဖေခွန်ရလောက်တဲ့အထိခုလိုပဲကြောက်စရာကောင်းမဲတဲနေတာပေါ့ဒါပေမဲ့ဒါကသမိုင်းရောကြမဲနေတဲ့မျက်နှာမဟုတ်မှမိတ်ဆွေတို့လည်းသတိထားမိလောက်မှာပေါ့ဟုတ်ပါတယ်ဒီလူကခုလိုမျိုးကတ္တရာစီအရှုံးပေးရလောက်တဲ့မျက်နှာမျိုးကိုရဖို့အတွက်ဖနက်တော့တဲ့ကော်ရီကိုသူ့မျက်နှာပေါ်မှာသူ့ကိုယ်တိုင်ထထလိမ့်ကြနေခဲ့တာပေါ့ဒါကြောင့် ဒီကော်ရီ၆တောင်းတဲ့အခါမှာသူမျက်နှာကြီးကတင်းပြီးတော့ပြောမပြတတ်အောင်နာကျင်ရတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့သူကတော့ဒီလိုလုံရတဲ့အတွက်နောက်တန်းရပုံတစ်ဆက်ကလေးမှမပေါ်ပါဘူး။သူရဲ့လုံရက်ကိုချစ်ပြီးတော့တချို့လူတွေကသူ့ကိုအထိပ္ပယ်မရှိတဲ့လုံရက်တွေလုံနေတယ်လို့ပြောကြသလုံးတချို့ကလည်းယူနေတာပဲဖြစ်မယ်လို့ဝေဖန်နေကြပါတယ်။ဒါပေမဲ့သူကဘာလို့ဒီလိုလုံနေတာလဲဆိုတာကိုနားလေသဘောပေါက်သွားကြတဲ့အချိန်မှာအလုံးကသူ့ကိုအပြစ်တင်မဲ့အစားပို့ပြီးတော့တနာသွားကြပါတယ်။တကယ်တော့သူဒီလိုလုံရတာရီအလုံးကသူညမကြောက်မှာပဲသူတို့မောင်နှမနှစ်ယောက်ကအများရတပူပူတရ ွယ်တွေသွာလာနေထိုင်တတ်ကြပြီရန်ကိုချစ်ခင်ကြရလို့လဲဆိုပါတယ်ဒါပေမဲ့သူတို့ကရန်လဲဆင်းရဲကြပါတယ်အိမ်ပိုင်ရပိုင်မရှိတာကြောင့်လမ်းဘေးမှာပဲနေထိုင်ရပြီးဘူရာယုံတွေကခုံတန်းလျားတွေပေါ်မှာပဲအိတ်တက်ကြတာပေါ့စားတောက်ဆိုရင်လည်းပဝင်းချင်းကလူတွေကဘေးကမ်းနာကိုပဲစားတောက်ကြရတယ်လို့သိရပါတယ်တရမှာတော့မျက်နှာမသက်တာဆယ်နှစ်ရှိသွားပြီဆိုတဲ့ဒီလူကြီးရဲ့သတင်းကိုကြားပြီး journalist တယောက်ကသူတို့စီကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်သူတို့ရဲ့သွေးသားတော်ဆက်မှုကိုအရင်ဆုံးသိရဖို့အတွက် yes ခန်းကိုခေါ်သွားပြီးစုံစမ်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာသူတို့ဟာအမှားတွေဖြစ်နေ နေမှန်သိလိုက်ရပါတယ် ။နောက်အပြင်ဒီအမွာတွေကိုသူတို့ရဲ့မိသားစုကပျောက်ဆုံးမှုနဲ့ရဲစခန်းမှာလာတိုင်းထားခဲ့တာကလည်း၁၀နှစ်တောင်ရှိသွားခဲ့ပါပြီ။ဒါကြောင့် Channel List ကြီးကလည်းသူတို့ကိုမိသားစုနဲ့ပြန်လည်စုံစည်းနိုင်အောင်ကူညီဖို့စ조사ပါတော့တယ်။သူအခုလိုစ조사ပေးမယ်လေ။ကာယကံရှင်အမွာအမျိုးသမီးလေးကခခသိသိကိုညှဉ်းဆန်ရောက်ကန်နေခဲ့ပါတယ်။ဒီတော့ Channel List ကြီးကဘလို့မှမတက်နိုင်တော့ပါဘူး။အရင်နောက် Channel List ကြီးကသူတို့အခုလိုညှဉ်းဆန်နေရတဲ့အကြောင်းရင်းကိုသေချာသိဖို့အတွက်သူတို့ရဲ့ဇာတိထိလိုက်သွားပြီးတော့သူတို့ရဲ့မိသားစုအကြောင်းကိုကိုယ်တိုင်သွားရောက်ပြီးတော့စုံစမ်းကြည့်ပါတော့တယ်။အရင်တော့မှ ပဲအမွာနှစ်ယောက်ရဲ့သနစရာကောင်းတဲ့ငယ်ဘဝအကြောင်းကိုသိရှိသွားခဲ့ရတာပေါ့တကယ်တော့သူတို့နှစ်ယောက်စလုံးဟာစိတ်ပိုင်းဆိုင်ရာဘူလီလောက်ခံရတာတွေရောညင်ပန်းနှိမ့်ဆက်မှုတွေကိုပါရင်ဆိုင်ခဲ့ကြရပါတယ်သူတို့ရဲ့အကိုဖြစ်သူကိုရင်ကအမွာနှစ်ယောက်စလုံးကိုမျိုးမျိုးရိုက်နှက်ခဲ့တာကြောင့်ကြာလာတော့သူတို့လည်းဓမ္မခံနိုင်ကြတော့ပါဘူးဒါကြောင့်ခုလိုထွက်ပြေးလာခဲ့ကြတာပေါ့ သူတို့အင်ကလူတွေကလည်းသူတို့ကိုအတက်နိုင်ဆုံးရှောက်ဖွေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းအမွှားနှယောင်စလုံးကအင်ကိုဘယ်တော့မှပြန်မသွားတော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုကဘာအတွက်ကြောင့်သူ့မျက်နှာပေါ်ကိုဖနှက်ကိုရီလိန်ထားရလဲဆိုတော့သူ့ရဲ့တူရီသောညီမလေးကိုကာကွယ်ပေးခြင်းလိုပဲဖြစ်ပါတယ်။မိမသားဖြစ်တဲ့အမွှားညီမလေးကိုမကောင်းတဲ့လူတွေအနေနဲ့ပြုမှဆိုးလို့ခုလိုဒုက္ခခံနေကြရတာပါ။ဒါပေမဲ့ Journalist ကြီးကအမွှားနှယောင်ကိုအစွမ်းကုန်နားချပြီးတော့မျက်နှာပေါ်ကကိုရီကိုဆေးချဖို့အတွက်တိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့အမွှားလေးလည်းအိမ်ပြန်သွားကြပြီးတော့နောက်ဘယ်တော့မှထွက်မပြေး တော့ဘူးလို့ journalist ကြီးကဂရေပေးသွားခဲ့တာပေါ့ brother ကြီးရောခုလိုဖျက်ကိုမြင်ပြီးတော့ဘလိုမျိုးခံစားမိကြပါသလဲရှင်ချစ်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးခုလိုထူးဆန်းတဲ့ဖျက်မှန်ကြောင်းရတဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ